ော်ဒီနေ့မတ်လ18ရက်နေ့အင်ကာနေ့တရက်တာကဘာရွှေစီအတွက်ကျွန်တော်သုံးသက်ချက်လေးကိုဒီဗီဒီယိုမှာပြောကြားပေးမှာဖြစ်ပါတယ်လက်ရှိမှာတော့ကဘာရွှေစီရဲ့ဈေးအသက်ဒီနေ့မနက်မှာပဲကျွန်တော်ဈေးအသက်စံချိန်တင်တင်ခဲ့တယ်ခင်ဗျာ3015ဒီကျွန်တော်လက်ရှိဈေးတက်ပြီးပါပြီအဲ့ဒါပြတ်ကဒါ3015ဈေးတန်းဟာလက်ရှိအချိန်ဒီပေါ့နော်ကဘာရွှေရဲ့တမိုင်းတက်လျှောက်အမြင့်ဆုံးစံချိန်တင်ဈေးတန်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒါပြတ်ကမှာဒီနေ့ကဘာရွှေဈေး ဘလို့လေးဆက်လို့ဘလို့လေးဆက်ဖြစ်မလဲဈေးအသက်စံချိန်တက်တက်ထက်တင်မလားပြန်ကြနိုင်မလားကျွန်တော်တို့ကဘာရွှေဈေးအသက်ကြချက်ကိုကျွန်တော်တို့တွားကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီဒါလေးရောကျွန်တော်ကဘာရွှေရဲ့အဲဈေးအသက်ကြနေတာကိုတည့်ရတာအနေထားအချိန်တိုက်တာနဲ့ကျွန်တော်ကြည့်နေချင်းဖြစ်ပါလေဒီအတုံးလေးတုံးကကဘာရွှေရဲ့တည့်ရတာအနေထားကိုကိုစားပြုပါလေဟုတ်ပြီကျွန်တော်တို့မနေ့တော်လိုက်ပြောခဲ့တယ်တောက်ကြနေရမှတ်နေစီအကြကျွန်တော်တို့ market ခေါ်ရ reverse candle နဲ့ပြီးခဲ့တယ်ဒါပေမဲ့မနေ့ကစီးကြတာမကြအောင် တက်သွားကြတယ်ကျွန်တော်ကခဏခဏပေါ့နော်ကျွန်တော်တို့ဈေးအကျကန်တေပြရတယ်ဈေးအကျအနေထားပြရတယ်ပြီးနောက်ရက်တွေဈေးဆက်တက်တယ်အဲ့ဒါဖြစ်တာကကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဖေဖော်ဝါရီလလောက်ကတည်းကကျွန်တော်တောက်လျှောက်တောက်လျှောက်အဲ့လိုဖြစ်ခဲ့တယ်ကဘာရွှေထရိတ်တာအများစုကလည်းအဲ့လိုအကျကန်တဲ့ပေါ်ပြီးဆိုဟာဈေးကျမယ်ဆိုပြန်ရောင်းကြတယ်ဥမာမနေ့ကဆိုလဲ၃00ဈေးတန်းကနေဈေးပြန်ကျမယ်ဆိုပြီးတော့တချို့တွေရောင်းကြလို့ရှိရင်ရေးသူတော့ရောင်းလို့မရဘူးရေးသူရောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က မစ်တန်းလောင်းတန်းဈေးပြန်ကြဖို့အတွက်ကျွန်တော်ဘာ confirmation မှမရသေးဘူးပြီးတော့လက်ရှိဈေးကအမြင့်ဆုံးဈေးလို့လည်းကျွန်တော်ပြောလို့မရသေးဘူးဗျအမြင့်ဈေးလို့ပြောလို့မရသေးကျွန်တော်တို့ဟိုဆရာတယောက်ပြောကူးတဲ့စကားရှိရပေါ့ကဘာရွှေမှာအမြင့်ဈေးဆိုတာကျွန်တော်တတ်မှတ်ချက်မရှိဘူးဈေးကွက်အနေထားကိုလိုက်ပြီးသားကျွန်တော်အမြင့်ဈေးလို့တတ်မှတ်လားအကြီးအပြတ်3000ကအမြင့်ဆုံးဈေး3000ထက်ပိုမတတ်နိုင်ဘူးအဲ့လိုပြောလို့မရဘူးအဲ့လိုပဲ3200အမြင့်ဆုံးဈေးပြောလို့မရဘူးခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်အနေဆုံးကြနိုင်တဲ့ဈေးဆိုတဲ့တတ်မှတ်ချက်ရှိနိုင်တယ်ဒါပေမဲ့အမြင့်ဆုံးတတ်နိုင်တဲ့ဈေးဆိုတဲ့တတ်မှတ်ချက် limited ကျွန်တော် higher press ဆိုတာမရှိဘူးခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကအဲ့ဟာလေးကိုသတိထားဖို့လိုအပ်ပါတယ်ကျွန်တော်ကကပားရွှေကိုတက်တည်တက်ရင်တက်ရင်ရောင်းရင်ရောင်းရင်ရောင်းရင်နဲ့ဘာပဲနောက်ဆုံးကြာကျွန်တော်တို့ကိုကအရှုံးအများကြီးကြုံရမှာလက်ရှိကပားရွှေစရဲ့တွားနေနေတာအတက်ဘက်ကိုတွားနေခြင်းဖြစ်ပါတယ်အဲ့ဒါပြတဲ့ခါကျွန်တော်ကဘာဦးစားပစ်တယ်လဲရှင်းပါတယ်အဝယ်ဦးစားပစ်တယ်အဝယ်အဝယ်ဦးစားပစ်တယ်လက်ရှိဈေးကဝယ်လို့မရဘူးလေရလက်ရှိဈေးကဝယ်လို့ရတယ်ဒါပေမဲ့ကိုကဈေးနည်းနည်းပြန်ကန်ကြရင် risk များများယူရမယ်အောက်ဈေး ပြန်ကန်ကြအောက်ဈေးမှာဝယ်တယ်ဆိုရင်ပြင်ကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်တို့က risk နည်းနည်းနဲ့အကျိုးမြတ်ကောင်းကောင်းတေချာရနိုင်တဲ့အနေအထားမျိုးရှိနိုင်တယ်ပေါ့နော်အဲ့အဖက်ကမနေဘူးဆိုတော့ကျွန်တော်နှင်းရှစ်ခွန်ရှစ်လောက်မှာကျွန်တော်ဝယ်ဖို့မှန်းတယ်ပြတနာနှင်းရှစ်ခွန်ရှစ်တိကျွန်တော်အော် sorry နှင်းကိုခွန်ရှစ်ပေါ့နှင်းရှစ်ခွန်ရှစ်တော့ပြတ်သွားနှင်းကိုခွန်ရှစ်မှာကျွန်တော်ဝယ်ဖို့မှန်းတယ်နှင်းကိုခွန်ရှစ်တိကျွန်တော်ဈေးကကျမတော့ဘူးဗျမကျတော့တာဖြစ်တဲ့ခါကျွန်တော်မဝယ်လိုက်ရဘူးတကယ်လို့ဒါနှင်းကိုခွန်ရှစ်တိတာကျခဲ့မယ်ဆိုရင်ကျွန်တော်ခုချိန်ဆိုကျွန်တော်ဗျကျွန်တော်အနည်းဆုံး3000လောက်တိတာကတ်ယူမှာဖြစ်တဲ့ခါကျွန်တော်အနည်းဆုံး point 20 point 22 point လောက်ကျွန်တော်မျက်နေပြီပေါ့နော်ဒါဒါမှလည်းကျွန်တော်မတက်နိုင်ဘူးဘာလို့ကျွန်တော်ဝယ်ဖို့စီတက်မှတ်ထားရေးစီတောင်ကျွန်တော်စောင့်နေမရောက်သွားရင်ကျွန်တော်မဝယ်လိုက်ရအောင်ဒါအယောင်းဝယ်ရဲ့သဘောတရားပဲခင်ဗျာကျွန်တော်တခါတလေကျွန်တော်ကတ်လွဲတာရှိတယ်ပေါ့နော်ကျွန်တော်ဆိုရင်ပြီးခဲ့တဲ့အပတ်ကလည်းအဲ့လိုပဲကျွန်တော်ဝယ်မဲ့စီတန်းလေးနဲ့ကတ်ကတ်လွဲတာနှစ်ကို30မှာကျွန်တော်အာကျွန်တော်300လောက်စီတာဂက်ထားပြီးဝယ်မလို့ဒါပေမဲ့နှစ်ကို300ဒီမကြတော့ဘူးပြီးခဲ့တဲ့ပတ်ကဆိုလေအဲ့လိုမျိုးတွေရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့ကချင်းမှာလက်ရှိဈေးအနေထားဘယ်လိုသွားနေလဲဒီမှာဆိုကြည့်လိုက်ပြကျွန်တော်တို့ ဈေးကြီးကတောက်လျှောက်တက်နေတောက်လျှောက်တက်နေအနေထားမှာကျွန်တော်တို့အဝဲတွေအကောက်နေရမဆန်ဘူးအဲ့ချိန်မှာကျွန်တော်တို့အဝဲဘက်ပဲလိုက်တင်တယ်ဒါပေမဲ့တော်များများတော့ trader တွေကအယောင်ဘက်ကိုဦးစားပေးကြတယ်တက်ရင်ရောင်းမယ်ဟုတ်တယ်တက်ရင်ရောင်းတင်တာမှန်ဒါပေမဲ့အမြင်ဈေးလို့တတ်မှတ်လို့ရရဈေးရောင်းတင်ရောင်းတိုက်တဲ့ဈေးတန်းကိုစောင့်ပြီးမှရောင်းတာကကျွန်တော်တို့အတွက်ပိုစိတ်ဖြစ်တယ်ကျွန်တော်ကပြ3တော့မှရောင်းနေ2960ရောင်းနေ2980ရောင်းနေဟိုအောက်တွေပါ2930 2950တွေတောက်လျှောက်ရောင်းခဲ့တယ် ကပ္ပချွေစီကတောက်လျှောက်တက်တာပဲအခု၃ဒေါ်လာမှရောင်းတယ်အခုဈေးဆက်တက်နေပြီအဲ့လားပြတဲ့ခါမှာကျွန်တော်တို့အဲ့ဆိုရင်လက်ရှိကပ္ပချွေစီကိုမရောင်းတင်ဘူးလားရောင်းလို့ရလေဒါမှမဟုတ်ကျွန်တော်တို့အမြင့်ဆုံးဈေးဘယ်တိတက်နိုင်လဲအဲ့ဟာလေးကိုကျွန်တော်သုံးသပ်ဖို့လိုအပ်တယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့2930တုန်းကလေကပ္ပချွေကအမြင့်ဈေးနေနဲ့ကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့ခေါ်ရဆိုရင်ဈေးတက်ဖို့အဓိကအဟန်တာစီတန်းစတောင်းရက်စစ်စတန့်နေနဲ့ နှစ်ကို30တရှိခဲ့တယ်နှစ်ကို30အထက်ဈေးဖောက်တဲ့နိုင်မှာဒါအခုမြင်နေရကြပါကျွန်တော်3000လို့3015လို့ဈေးရောက်လာပြီးခဲ့တဲ့ပိုတိုနေကနှစ်ကို30အထက်ဈေးပိတ်သွားလို့တရက်တာဈေးပိတ်သွားလို့ဒါတခုဈေးတန်းတွေကိုရောက်လာတာအဲ့ဒါဖြစ်တဲ့အခါမှာအခု3000အထက်ကိုဈေးအတက်မှာတယ်3030ဈေးတန်းကကျွန်တော်တို့အတွက်ဈေးတက်ဖို့အဓိကအဟန်သာဈေးတန်း major resistance ဈေးတန်းနေနဲ့တရှိနေနိုင် ီးတော့မနှက်ဖြန်ညမှာလဲကျွန်တော်တို့ကပ္ပရွှေဈေးအတွက်ပေါ့နော်ဈေးအသက်ကျလာရအတွက်အရန်အရေးပါတယ်အမေရိကန်ရဲ့ဘန်တုံးတုံးဆုံးဖြတ်ချက်တွေအမေရိကန်ဘောပန်သတင်းစာရှင်းလင်းပွဲတွေအမေရိကန်ဘောပန်ထုတ်ပြန်ကြေညာချက်တွေထွက်ပေါ်ရှိတယ်အဲ့ရပြတဲ့ကမှာအဲ့မတန်ကဲမှာကပ္ပရွှေဈေးကဒီ3030ဈေးတန်းကိုတွားဆန်းနိုင်တယ်3030ဈေးတန်းကိုတွားဖောက်တက်ဖို့ဆန်းတဲ့အခါမှာမဖောက်နိုင်ဘူးဆိုရင်ကျွန်တော်ရေးရေတိုလေးပြန်ကြနိုင်မယ်ဘယ်လောက်ထိလဲ290 280တိတနည်းအားဖြင့်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ် ဘိုတဘူးနှစ်က2930အထက်မှာတရက်သားဈေးမပိတ်ခင်တော့ပါဘူးကျွန်တော်တို့တောက်လျှောက်2930နဲ့2880ကြာမှာဈေးတက်လိုက်ကြလိုက်ပြီးနေခဲ့တလို့မျိုးပဲမနေ့ပြန်အဲ့အမေရိကန်ဘိုးပန်သတင်းတွေမထွက်ခင်တည်ဗျာကျွန်တော်တို့ကပ္ပချွေဈေးကကျွန်တော်တို့ဒီ3030နဲ့2990 2980တွေကြာမှာကျွန်တော်တို့ဈေးအသက်ကြပြီးနေနိုင်ပါတယ်အဲ့ဒါပြတ်ကဒီနေ့တော့ကျွန်တော်ကတော့အမြင့်ဈေးတန်းကို3030ဈေးတန်းလို့သတ်မှတ်ခြင်းနဲ့ 3030ဈေးနဲ့အထက်မှာဒီနေ့တနေ့တာတွေ့ပေါ့နော်ကဘာရွှေဈေးတာကျွန်တော်တို့ဒီမှာအချိန်တနာရီအတိုင်းတာတွေ့ကြည့်လိုက်မှာ3030ဈေးနဲ့အထက်မှာဒါကျွန်တော်တို့အချိန်တနာရီအတိုင်းတာနဲ့ဖောက်ကြပြီးဈေးပိတ်နိုင်မှာဒါကျွန်တော်တို့ sorry ဖောက်တတ်ပြီးတော့3030ဈေးနဲ့အထက်မှာဒီနေ့တနေ့တာတွေ့ပေါ့နော်အချိန်တနာရီအတိုင်းတာပေးဈေးကျွန်တော်တို့ market ခေါ်ရ H1 bull candle နဲ့ ပေါက်တက်ပြီးဈေးပိတ်နိုင်မှာဒါကပ္ပရွှေဈေးဈေးဆက်တက်ပါလိမ့်မယ်မဟုတ်ရင်3030ဈေးနဲ့နာမှာရေတိုးရောင်းလို့အားတွေဝင်လာပြီးတော့ဈေးပြန်ကန်ကြတာမျိုးကြုံရနိုင်တယ်ခင်ဗျအဲ့ဒါဖြစ်ကဒီနေ့အတွက်ကျွန်တော်ကပ္ပရွှေရောင်းကျင်တယ်ဆိုရင်3030ဈေးနဲ့နာပေါ့နော်အာတနည်းအားဖြင့်ကျွန်တော်ရှော့ပြီးပြောမယ်ဆိုတော့3020ဈေးတန်းအထက်တက်မှဒါကျွန်တော်တို့ရောင်းဖို့ဈေးတန်းကိုရှာတင်ပါတယ်အဲအရောက်တော့အဝဲအတွက်ဆိုရင်တော့ကျွန်တော်ရှင်းပါဘယ်ဈေးထဲမှာဝယ်တင်လဲလို့မိမဲ့ဆိုရင်ကျွန်တော်ကတော့ ဘယ်စေးတက်လောက်မှာဝယ်စေးခြင်းလက်လုံးမိမယ်ဆိုကျွန်တော်ဒီဒီနေ့တော့ပေါ့နော်2980လောက်ထိတော့မကြတော့လို့မှန်တာပေါ့ကျွန်တော်2980လောက်ထိမကြတာဖြစ်တဲ့အခါကျွန်တော်ဘယ်လောက်လောက်ဝယ်မလဲလို့မိမယ်ဆိုရင်2990ပြကျွန်တော်တို့2990 2985ကြာဆိုကျွန်တော်ဝယ်တင်တယ်လို့မှန်တယ်ဒီနေ့တော့ကပ္ပရွှေ2985တော့မှရောက်ချင်မှရောက်လိမ့်မယ်2990လောက်ထိပဲရောက်မလားမသိဘူးပေါ့နော်2990 2985အဆုံးပါဆိုကျွန်တော်ဝယ်ဖို့အားပေးတယ်ဗျ ါဒီထက်ပိုကျခဲ့မယ်ဆိုရင်တော့2960လို့ပါလို့အောက်မှာရှိတယ်2960နာဈေးကျခဲ့မယ်ဆိုရင်တော့ဒါဆိုရင်တော့ဝယ်ဖို့အကောင်းဆုံးဈေးတန်းပဲဒီနေ့အတွက်ပေါ့နော်ကျနိုင်ကြတော့နဲတယ်လက်ရှိနေသားရ2960ဈေးတန်းနာဈေးကျ2980.5ကျဈေးကျခဲ့မယ်ဆိုရင်တော့ဒီနေ့အတွက်ဝယ်ဖို့အကောင်းဆုံးဈေးတန်းဖြစ်ပါတယ်အဲ့ဈေးတန်းကိုမကြောက်ဘူးဆိုရင်တော့2985 2990 SC ကဘာရှိရဝယ်လို့ရပါတယ်ဘလောက်ထိတာဂက်ယူလို့ရတယ်အမြတ်ပိုင်းစိတဲ့အဝယ်တွေကိုကျွန်တော်တို့အနည်းဆုံး3030ပြဒီထက်ပိုယူနိုင်တယ်ဆို3020ထိတာဂက်ယူလို့ရတယ်အမြတ်ပိုင်းစိတဲ့အယောင်အတွက်ဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့3030ဈေးနှုန်းမှာစောင့်ကြည့်ပါ3030ဈေးနှုန်းအပေါ်ကို မဖောက်တတ်နိုင်ဘူး330ဈေးတန်းသားမှာရောင်းလို့အားတွေဝင်လာတဲ့အနေအထားမျိုးတွေတွေ့ရတဲ့နီးပညာပိုင်းရပါတော့ကျွန်တော်တို့စမ်းစစ်ကြည့်တဲ့အခါမှာ330ဈေးတန်းသားမှာပြဈေးအကျကန်တဲ့တွေပါတယ်မြင်ရတယ်အချိန်တနာရီတိုင်းနာရအဲ့လိုတွေမြင်ရတယ်ဆိုရင်တော့ကျွန်တော်တို့330ဈေးတန်းသားမှာရောင်းလို့ရတယ်ဘလောက်ထိတာကတ်ယူလို့ရလဲမေးမှဆိုရင်3000 3000ဈေးတန်းတို့2960ဈေးတန်းအထိကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းတာကတ်ယူလို့ရပါတယ်အဲ့ဒါပြတ်ကကျွန်တော်ဒီနေ့အတွက်ကဘာချွေကိုတော့ကျွန်တော်အပေါ်ဈေးကိုပြကျွန်တော်3030လို့တတ်မှတ်ထားတယ်အောက်ဈေးကိုကျွန်တော်တို့ နှစ်ကို80လို့တမထားရယ်အဲ့ဝင်အကြမှာပဲစီအတကြပြီးနေလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဒီတကယ်လို့ဗောဒီနေ့တရက်တာအပိစေးဒါတကယ်လို့3030ဈေးတန်းအထက်မှာတာဖောက်တက်ပြီးစီပိတ်ခဲ့မယ်ဆိုရင်တော့ကပ္ပရွှေကိုကျွန်တော်တို့ မကြခင်ပေါ့3080စေတန်းလောက်ဒီဈေးအတက်မှန်ထားတာပိုအဆင်ပြေပါလိမ့်မယ်အဲ့လိုမဟုတ်ဘဲကျွန်တော်ဒီရင်တရက်တာအပိတ်ဈေးတာ2980အောက်မှာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကပားရွှေရကျွန်တော်တို့အာ2950 2940စေတန်းနေအထိမနေ့ပြန်မှာရေတိုဈေးပြန်အကြမနက်ဖြန်အမေရိကန်ဘိုးဘန်တရင်းနေမထွက်ခင်မှာ2950-40ထိရေတိုဈေးပြန်ကန်အကြမြင်ရနိုင်ပါတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့တရက်တာဘေးဈေးပြန်မှာပြေးလဲကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ် 3030ထက်ပိတ်သွားနိုင်မလား2980အောက်ပိတ်သွားနိုင်မလားဒါပေမဲ့ကျွန်တော်မြင်ရတော့80အောက်လည်းပိတ်နိုင်မှာမလို့သူတို့3030ထက်လည်းပိတ်နိုင်ဖို့မလဲဘူးပြဒီကြားထဲပဲပိတ်ဖို့များတယ်မနေ့ဖြန်အမေရိကန်ဘိုဘန်3030ဆော့ဘက်ချက်ထွက်ပြီးမှပဲကမ္ဘာရွှေစရာတစ်ဖက်ဖက်ကိုဖောက်ပြီးပိတ်သွားတာမျိုးတစ်ဖက်ဖက်ကိုဖောက်ချပြီးပိတ်သွားတာမျိုးမြင်ရဖို့အလားလားများနိုင်တယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့သတင်းချက်လက်ပိုင်းသွားကြည့်ရအောင်ဒီညဒေတာမရှိဘူးနောက်တစ်ခုတော့ဒေတာတော့ဒီနေ့ညဘက်မှာဒီနေ့ညနေပိုင်းတော့မဟုတ်ညဘက်လောက်မှာကျွန်တော်တို့အမေရိကန်တမလဒေါ်လာထွက်နေပူတင် ဖုံးပြောဖို့ရှိတယ်ရုရှားနဲ့ယူကရိန်းကိစ္စကိုကျွန်တော်ဖုံးနဲ့စကားပြောဖို့ရှိတယ်အဲ့ဘက်ကကျွန်တော်ခံမှန်းကြည့်တော့အချိန်အားတော့ကျွန်တော်မသိရသေးဘူးအာကျွန်တော်သတင်းတွေ live ဖတ်ကြည့်ရတယ်သူတို့ဘယ်ချိန်ပြောမလဲမသိရသေးဘူးကျွန်တော်အများပြောမယ်ဆိုပမာစံတော်ချိန်ည9:00နာရီ10:00နာရီလောက်ဖြစ်ပုံများတယ်အမေရိကမှာဆိုရင်ကျွန်တော်တို့ပြမနခင်ပိုင်းနေ့လည်ခင်ပိုင်းလောက်ပေါ့နော်ရုရှားမှာကြာတော့ကျွန်တော်ညနေခင်ပိုင်းညခင်ညခင်ပိုင်းလောက်ပေါ့နော်အဲ့ဒီအချိန်မှာထရန့်နဲ့ပူတင် စကားပြောဖို့ရှိနိုင်တယ်။မှန်တဲ့ဒေတာမရှိတော့မှန်တဲ့ထရန့်နဲ့ပူတင်စကားပြောတဲ့အနေထားပေါ်မူတည်ပြီးတော့ စေးကအလောက်ခတ်ရှိနိုင်တယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ထင်တာကတော့ဒီနေ့ည trend ပူတင်စကားပြောမှုမှာ threat အဆိုပြုချက်ကိုပူတင်ကလက်ခံလက်အောင်မယ်မထင်သေးဘူးဘာလို့သူပူတင်မှလည်းသူ့ရဲ့ကျွန်တော်ဂိုးနေခါရှိသေးတာကိုသူ threat အဆိုပြုပြုချင်းသူကောက်ပြီးလက်ခံလိုက်ရင်ဒါသူ့ရဲ့နိုင်ငံရေးတိုက်ခါလည်းကြာသွားမှာပေါ့သူရုရှားတက်မလားဆိုရယ်တိုက်ခါလည်းကြာသွားမှာဖြစ်တဲ့ခါပူတင်ကတော့ဒီည trend စကားပြောတဲ့ခါမှာ threat အဆိုပြုတယ်ပေါ့နော်အဲရုရှားနဲ့ယူကရိန်းညဉ့်ညဉ့်အစီအစဉ်ကိုသူပြအာ ခြေတင်ဆွေးနွေးတာမျိုးဒါမှမဟုတ်ရင်လည်းစဉ်းစားတာမျိုးစဉ်းစားပြီးမှနောက်မှအကြောင်းပြန်မယ်ဆိုတာမျိုးအဲ့လိုမျိုးနဲ့ပဲအဆုံးသတ်ဖို့များလိမ့်မယ်အဲ့လိုပဲတကမှာဒီနေ့ညမှာပြတချို့ important တို့ဟာရုရှားနဲ့ယူကရိန်းဆွေးနွေးပြီးရုရှားနဲ့ယူကရိန်းညဉ့်ညဉ့်စီစဉ်ရို့ပူတင်ညာချက်ချင်းလက်ခံပြီးတော့ပြကပ္ပချွေစီရချက်ချင်းထိုးကြအဲ့လိုမျိုးကြီးတော့ဖြစ်လာပေါ်လာလာမရှိနိုင်သေးဘူးနောက်ပိုင်းမှာလက်ခံရင်လက်ခံလိုက်မယ်ဒီနေ့ညပြစပြီးဆွေးနွေးခြင်းမှာဟာပူတင်ရပါသူ့ရဲ့ဂုံတိတ်ခါအကြခံပြီးတော့ threat assault ပြုသမျှကိုလက်ခံတယ်ဆိုပြီးတော့လုတ်ဖို့အနေထားမျိုးတော့မရှိနိုင်ဘူးတကယ်လို့လက်ခံခြင်းနဲ့ဆိုရင်တော့ မတင်မကြအနေထားမျိုးနဲ့တူအဖြေပေးသွားဖို့များတယ်ပေါ့ဒီနေ့ညအဲ့ဖုံးပြောဆိုဖို့မှာအဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့ညမှာတော့ချက်ချင်းကြီးပါဈေးရကပတ်ချွေဈေးရအပေါ်ကနေထိုးကြလိမ့်မယ်လို့တော့မထင်ဘူးဒါမှကျွန်တော်ဒါအထင်နဲ့ယူဆချက်တာဖြစ်ပါတယ်ကပတ်ချွေမှာတော့ကျင်းတယ်ပေါ့ဗျာဘာမှပြောလို့တော့မရဘူးကျွန်တော်တို့ပြောမရဘူးဒီညမှာလည်းဟိုမှာဈေးထိုးကြခြင်းကြသွားနိုင်လို့ဒါမှမဟုတ်လည်းဗျာဒီနေ့ညမှာပဲချက်ချင်းများကျွန်တော်330ဈေးတန်းထက်ပြီးပေါက်တက်ပြီးတော့380ထိလည်းဥတီကောင်ဥတီသွားနိုင်ပါတယ်ဘာမှပြောမရတဲ့ကပတ်ချွေဈေးဖြစ်တဲ့ဖြစ်တဲ့ခါမှာ အရာလေးတော့တတိထားစီခြင်းပါလေခင်ဗျာကမ္ဘာရွှေမှာဘေးအားမကျင်းတည်မတွက်ပါနဲ့အာကျွန်တော်တို့အမြင့်ဆုံးတက်နိုင်တာဗျာဥမာ380 3100ဆိုပြီးတော့လေကျင်းတည်ပေါ့တွက်လို့မရပါဘူးကျွန်တော်ဈေးကွက်အနေထားတရင်အနေထားဖြစ်လာတဲ့ကျွန်တော်တို့ကာလတည်တံအနေထားကိုလိုက်ပြီးတော့ကျွန်တော်တို့ကမ္ဘာရွှေဈေးကွက်ရယ်ပေါ့နော်အနေထားပြောင်းလဲမှုရှိနိုင်ပါတယ်ဈေးအတက်ကြအနေထားကျွန်တော်တို့အတက်အားတာနေရနေအကြအားတာတော်မျိုးလေဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကကမ္ဘာရွှေကိုကျွန်တော်အယောင်းဝယ်လုပ်ပြီးဆိုရင် ဘယ်ဟာကမှတည့်ရတီဟန်ထွက်ပါဆန်ကြီးလက်ကင်မထားတာအကောင်းဆုံးပါပဲကျွန်တော်တို့ဈေးကွက်နေထားကိုလိုက်ပြီးတော့ကျွန်တော်တို့က flexible ပေါ့နော်ဒါကျွန်တော်တို့ပြင်လဲပြောင်းလဲဖို့လိုအပ်ပါတယ်ဒါမှသာကမ္ဘာ့ရွှေ trading မှာကျွန်တော်တို့ရေရှည်ပုံမှန်အကျိုးမြတ်ရှာနိုင်တဲ့ကျွန်တော် trader တွေနဲ့ယက်တည်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကမှကျွန်တော်ဒီနေ့ညမှာတော့အဲ့ပူတင်နဲ့ trans ကပြောပူရှိတယ်ပြီးရင်ဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုဒေါ်လာအင်းသက်ကတော်တော်ကြီးကိုထိုးကြနေရဗျာမနေ့ကမှ103တရမ333ညအခု103နာရောက်နေ103အောင်သာဆက်ဖောက်ကြရင်တော့ ဒေါ်လာအင်တက်ကပို့နေပြောင်းဆိုကျွန်တော်ကျွန်တော် whole out ဒီဆက်စင်ဖို့ပဲရှိတော့တယ်100အထိဆက်စင်ဖို့ပဲရှိတော့တယ်အဖရိကဒေါ်လာအင်တက်ကြလေလေတစ်ဖက်ကကမ္ဘာရွှေရချင်းပါတယ်ဝယ်လူအားတွေတက်လေလေပဲချင်းပါတယ်အမေရိကန်ရဲ့ကျွန်တော်ကဗျာကမ္ဘာမှာလက်ရှိမှာစီးပွားရေးအရေးကြီးနိုင်ငံပေါ့အမေရိကန်ရဲ့ကျွန်တော်တို့က currency ဖြစ်တဲ့ဒေါ်လာအင်တက်က currency ပေါ့နော် currency value လို့ပြောလို့ရတယ်ဒေါ်လာအင်တက်ကတန်ဖိုးကြလေလေကမ္ဘာရွှေရတစ်ဖက်ကသတင်းချက်လက်ပိုင်းကတက်လေလေပဲတကူချက်ကိုချက်ခလို့ဝန်ထမ်းကြီးတက်သွားတယ်တအီးနဲ့တက်တာဒါပဲကွာလိမ့် အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒေါ်လာအင်းသက်ဒီနေ့103အောင်မှာတရက်တာဈေးမပိတ်မပိတ်စောင့်ကြည့်ရပါမယ်ဒေါ်လာအင်းသက်တာတရက်103အောင်ပိတ်သွားရင်တော့ကျွန်တော်တို့ရေရှည်မှာဒေါ်လာအင်းသက်က100အထိကျသွားနိုင်တယ်တစ်ဖက်ကကမ္ဘာရွှေရလည်းကျွန်တော်တို့ဈေးအတက်ဘက်ကိုဆက်ပြီးတော့တက်လန်းနိုင်ပါတယ်အဲ့ဒါဖြစ်တဲ့အခါဒေါ်လာအင်းသက်နေထားကိုလည်းကျွန်တော်တို့တစ်ချက်စောင့်ကြည့်ဖို့လိုအပ်တယ်မနေ့ပြည့်ရောမနေ့ပြည့်မှာထွက်မဲ့ကျွန်တော်အမေရိကန်ဘန်သုံးလုံးစုပ်ပချက်တွေကအရေးကြီးပါတယ်မနေ့ပြည့်ညပေါ့နော်အဲ့ဒီဘန်သုံးလုံးစုပ်ပချက်တွေအဲတင်းစားချင်းနေပွဲတင်းနေကျွန်တော်တို့ ပြီးရင်ကျွန်တော်တို့အမေရိကန်ပုံပိုင်းထုတ်ပြန်ကြေညာချက်တွေကဒီလအတွက်ပေါ့နော်ကဘာရွှေစည်းပေါ့ကောင်းကောင်းတက်ရောက်မှုရှိနိုင်တဲ့အမေရိကန်ရဲ့နောက်ဆုံးအရေးကြီးဒေတာတွေဖြစ်ပါတယ်မနက်ဖြန်ညမှာတော့ကျွန်တော်ဈေးအလောက်ခတ်ခက်ကြမ်းကြမ်းမြင်ရဖို့များပါတယ်ဈေးအတက်ကြမ်းတာဖြစ်တယ်လို့ဈေးအကြကြမ်းသွားတယ်ဖြစ်နိုင်ပါတယ်နှစ်မျိုးလို့ဖြစ်နေတာပတ်သက်ခါမှာမနေ့ပြန်ညတော့တည်ထားပါဒီနေ့ညမှာတော့ကြည့်ခုဒီညမှာတည်ထားဖို့လိုတာပေါ့အဲ့ပူတင်နဲ့ထရန့်စကားပြောတဲ့ချိန်မှာလည်းတော့တည်ထားဒါပေမဲ့ကျွန်တော်တို့ဘာတို့ဗျာဘာပဲပြောပြောခုနကပြောလို့ပဲကျွန်တော်ပြီးခဲ့တဲ့ ဗီဒီယိုတွေကပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်တို့ကမ္ဘာ့ချွေအယောင်းဝယ် order တွေကို risk management တိကျလောက်ထားရဆိုရင်ဘာမှစိုးရင်စရာမရှိပါဘူးသူပါသူဘာပဲပြောပါစေကျွန်တော်တို့ကအရန်ကြီး risk မများနိုင်ဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့ကမ္ဘာ့ချွေပေါ့အဲ့ညာဘက်ပိုင်းမှာအနေငယ်တတိထားပြီးတော့အယောင်းဝယ်လောက်ကြပါခင်ဗျဒါလေးကကျွန်တော်ရဲ့ဒီနေ့တရက်တာကမ္ဘာ့ချွေစီကွက်တောင်းချက်ဗီဒီယိုဖြစ်ပါလေအခုလိုတောင်းချက်ဗီဒီယိုတွေကိုကိုကအချိန်နဲ့တပင်းကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးတွေကိုတွားတွားပြီးတော့ subscribe လေးကိုနှိပ်ထားကြပါခင်ဗျ ကျွန်တော်စီမှာဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော် online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော် Messenger နေတော့လကောင်း Telegram နေတော့လကောင်းစုံစမ်းမြင်မြင်နိုင်ပါခင်ဗျကမ္ဘာ့ရွှေ Twitter အားလုံးပဲပေါ့နော်ဒီနေ့ကျွန်တော်တို့ match လ16ရက်နေ့တည်းတာအတွက်ကမ္ဘာ့ရွှေစေးတက်ကြောက်ကိုမှတ်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ